ရှက်ကိုရဲ့ဓာတ်ရကြောင့်တရင်းနေထွက်နေသလိုဝိုင်လန်က United ကိုပြန်လာဖို့ရှိမလားရေးသမားအလုံးမဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းတင်ဆက်နေပါတယ်ညတဲ့ဆိုတဲ့အတင်းကိုအတော်လေးပုံရိပ်ကြီးမားလွန်းလှပါတယ်ဘာလို့လဲဆိုတော့ခြေစွမ်းပြနိုင်မှုအတွက်ရုံးကန်ရတဲ့ Florian Verse ဟာလီဗာပူးမှာဝေဖန်ခံရရပြီမဲ့ဒီလောက်ထိတော့ဝေဖန်မခံရပါဘူးတကယ်လို့ Verse ဟာ United ကစားမတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ဒီချိန်မှာရရမရှိအောင်ကိုလူတကာရဲ့တရွေးကွက်ထဲမှာပတ်လည်မျောနေတော့ပြီဖြစ်ပါတယ်ဒါ United ဟာဘလောက်ထိပုံရိပ်ကြီးမားလွန်းလဲဆိုတာပြကြရလဲရောက်ပါတယ် ဒီဘက်နှစ်တင်မှာ United ကအောင်မြင်မှုရရှိနိုင်မှုအတွက်ယုံကန်နေရပေမယ့်အတင်းရဲ့အရှင်းဝါကကြာဆင်းသွားခဲ့ခြင်းမရှိတဲ့အကြောင်းသက်သေလို့လည်းပြောလို့ရပါတယ်။ဒါပါအခုလဲ Benjamin Shesko တယောက် Spain ပွဲမှာဒုတိယရရှိသွားခဲ့ပါတယ်။နှစ်လလောက်ထိတောင်မှအနားရရှိနိုင်တာအကြောင်း United က Napolitan ငါးချထားတဲ့တိုက်စစ်မှု Remwyland ကိုပြန်လည်ခေါ်ယူတော့မယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့မနက်ကဆိုရင်တော့ဒီကောလာဟလတွေကဘာမှမမှန်ကန်နေပါဘူး။ တကယ်လို့များတင်ကဝိုင်လန်းကိုနိုင်ငံကပြန်ခေါ်မယ်လို့မျှော်လင့်နေတယ်ဒါမှမဟုတ်ဒီကောလာဟလတွေကိုယုံကြည်နေတယ်ဆိုရင်တော့ကျွန်တော်ဒီအကြောင်းကိုသေးစိတ်ဖြည့်ရှင်းပြောပြပေးပါမယ်ဒီမှာအရေးကြီးဆုံးချက်ကိုရှင်းပြပါမယ်ဝိုင်လန်းကိုနိုင်ငံကနေနာပိုလီတင်းကိုငားချထားတဲ့အခါမှာသဘောတူညီချက်စာချုပ်ထဲမှာနိုင်ငံနဲ့လိုအပ်တဲ့အခါဝိုင်လန်းကိုပြန်လည်ခေါ်ယူခွင့် recall clause မပါဝင်ဘူးဆိုတာသေချာသိထားဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ကစားမတယောက်ကိုငားချထားတဲ့အခါမှာမူလအတင်းကဒီမှာဆို United ဖြစ်ပါတယ် တတ်မှတ်ထားတဲ့ချိန်ပိုင်းတွင်ဥမာဇန်နဝါရီပြောင်းရွှေ့ရသည့်ပိတ်သိမ်းခြင်းမတန်ခင်လိုအပ်လာတဲ့အခါကစားမအုပ်ပြန်ခေါ်ယူခွင့်ရှိတတ်ပါသည်။ဒါကို record clause လို့ခေါ်ပါသည်။ဒီခွင့်ရရှိမရှိကစာချုပ်မှာရေးသားထားတဲ့စည်းကမ်းချက်ပေါ်မှာပဲမူတည်ပါသည်။ဝိုင်လန်ရဲ့ကိစ္စမှာတော့ United နဲ့ Napoli တို့သဘောတူညီတကယ်တဲ့အငားစာချုပ်မှာဒီလိုပြန်ခေါ်ခွင့်ဆိုတဲ့အခွင့်အရေးကို United အနေနဲ့မထည့်သွင်းခဲ့ဘူးလို့သတင်းတွေမှာတည်ပြုထားပါသည်။ဘာကြောင့်လဲဆိုတော့ Napoli ရဲ့လိုအပ်ချက် Napoli အနေနဲ့ဝိုင်လန်ကိုယာစီကုန်တဲ့အထိအတင်းမှာခေါ်ထားခြင်းနဲ့သူတို့ရဲ့ဝိုင်လန်ကအရေးပါတဲ့တိုက်စင်မှုတစ်ယောက်ဖြစ်ပြီး ယာဒီလေမာယူနိုက်တက်ကပြန်ခေါ်သွားမယ်ဆိုရင်အစားထိုးဖို့ခက်ခဲမှာဆိုလိုပါ။အဲဒါကြောင့်သူတို့ကစားချုပ်မှာဒီခွင့်ရကိုမပေးခဲ့ချင်တာဖြစ်ပါလိမ့်။ညတဲ့ယူရချက်ညတဲ့နေနဲ့လဲဝိုင်လန်းကိုငားချတဲ့အခါမှာသူ့အတွက်ကစားခွင့်ရဖို့သူ့ရဲ့ပုံစံပြန်လဲဖော်ထုတ်ဖို့ဥတည်ခဲ့တာပါ။သူ့ကိုယာဒီလေမာပြန်ခေါ်ဖို့စီစဉ်ထားတာမျိုးလုံးဝမရှိခဲ့ပါဘူး။အဲဒါကြောင့်သူတို့ကလည်းဒီခွင့်ရကိုမတောင်းဆိုခဲ့ပါဘူး။နှစ်ဖက်သဘောတူညီမှုနာပိုလီကအငင်းပွားစရာမလိုအပ်တဲ့ငားချမှုတစ်ခုကိုလိုချင်နေပါလိမ့်။ညတဲ့ကလည်းဝိုင်လန်းကိုအတင်းကနေရှင်းထုတ်ပြစ်ချင်တယ်။ လက်ပြနှစ်ဖက်လုံးကလိုလိုချင်းချင်းဖြစ်ခဲ့ကြတာကြောင့်ပြန်ခေါ်ခွင့်မပါတဲ့စာချုပ်ကိုသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုရင်ဆက်စကိုတန်ရရပြီးတော့ United မှာတိုက်စင်မှုလုပ်နေတယ်ဆိုပေမဲ့စာချုပ်ရဝိုင်လန်းကိုပြန်ခေါ်ဖို့အခွင့်အာဏာ United မှာမရှိဘူးဆိုတာထင်ရှားပါတယ်။ဥပဒေအရလုံးလို့မရဘူး။နာပိုလီကလည်းသူတို့ရဲ့ကစားသမားကိုပြန်ပေးဖို့တာဝန်မရှိဘူး။ဒီချက်ကိုမီဒီယာတွေကအလေးမထားတက်ကြတာကိုတွေ့ရပါတယ်။ကိုလာဟလကိုလွှင့်တာထက်စာချုပ်ရဲ့အခြေခံကြဆုံးချက်ကိုတည်ထားတင်ပါတယ်။စာချုပ်ရပြန်မလာနိုင်တာကိုသိပြီးရင်တော့ဝိုင်လန်းကိုယ်တိုင်ကလည်းနာပိုလီမှာဘလောက်ပျော်ရွှင်နေတယ်ဘလို့ခံစားရတယ်ဆိုတာကို ကြည့်ကြရအောင်ပါ။ဝိုင်လန်ဟာမန်ချက်စတာယူနိုက်တက်မှာရောက်ရှိနေစဉ်ကာလမှာဒေါ်လေးကိုရုန်းကန်ခဲ့ရပါတယ်။မျော်လင့်ထားရတဲ့နေကညီတဲ့ခြေစမ်းမျိုးမပြသနိုင်ခဲ့တာကြောင့်လေဖီအားတွေဖြည်းဖြည်းနဲ့ပိုတိုးလာခဲ့ရပြီးတော့ကိုကိုကိုယုံကြည်မှုလဲရောကြခဲ့ရပါတယ်။ဒါမဲ့နာပိုလီကိုရောက်လာတဲ့အခါမှာချီနီကလုံးဝပြောင်းလဲသွားပါတယ်။နာပိုလီရဲ့မန်နေဂျာအန်တိုနီယိုကွန်တီကဝိုင်လန်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်ပြီးတော့သူ့ကိုအဓိကတိုက်စစ်မှုနေရာမှာခွင့်ရေးပေးခဲ့ပါတယ်။ဝိုင်လန်ကလည်းဒါကိုအမိရအသုံးချနိုင်ခဲ့ပါတယ်။နာပိုလီမှာစတင်ကစားတဲ့အချိန်ကစပြီးတော့ဝိုင်လန်ကဂိုးတွေသိမ်းယူနိုင်နေပြီးတော့ပြန်လည်ရည်တည်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ရေရှားမှုရှိန်ဘောလုံးကိုထိန်းချုပ်မှုတိုက်စစ်စီကနေဘလို့ချိန်ဆွဲနိုင်တယ်ဆိုတာတွေကိုပြသနိုင်ခဲ့ပါတယ်။သူ့ရဲ့ဂိုးတွေဟာရေးပါတဲ့ချိန်မှာသွင်းယူနိုင်တဲ့ဂိုးတွေဖြစ်ပြီးအတင်းအတွက်အရေးပါတဲ့ပွင့်လင်းတဲ့အခွင့်အရေးတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဝိုင်လန်ဟာနာပိုလီပရိသတ်တွေရဲ့ချစ်ခင်မှုကိုခံယူနေရတဲ့သူရဲ့ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ဝိုင်လန်ဟာနာပိုလီမှာပျော်ရွှင်နေပါတယ်။သူကိုအတင်းပေါ်တွေကလေးစားပြီးတော့သူအားလည်းအတင်းပေါ်တွေကိုလေးစားပါတယ်အထူးသဖြင့်တော့ကွန်တီမန်နေဂျာနဲ့ဆက်ဆံရေးကရန်ကောင်းပါတယ်ကွန်တီကသူ့ကိုအမြဲတမ်းအားပေးစကားပြောဆိုပြီးတော့ သူရဲ့အားနည်းချက်တွေကိုလည်းဖြည့်ရှင်းပေးပါတယ်ဒီလိုမျိုးမန်နေဂျာတရားရဲ့ယုံကြည်မှုကိုခံစားရတာဝိုင်လန်အတွက်အရန်အရေးကြီးပါတယ်နေပယ်မျိုးဟာဘောလုံးကိုရမ်းချစ်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်ဝိုင်လန်ကအခုဆိုရင်တော့အရင်မှပျော်ရွှင်နေခဲ့ပြီဖြစ်လို့ရှက်ကွေးရဲ့နေရာအတွက်ပြန်လာဖို့မရှိကြောင်းပါခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ